Thank <silence> you. <silence> ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရမြင့်တန်းကြားရဲ့နေ့လယ်နားရဲ့ချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြမှာပါခင်ဗျာဒီကနေ့မေလ9ရက်နေ့မနက်6:03မိနစ်အချိန်မှာပျော်ပယ်မြို့အနောက်အနောက်တောင်ဘက် -30 ကိုဗဟုပြုပြီးအင်အား၄.၅ရစ်စတာစကေးရှိငလင်းတစ်ခုလောက်ခတ်ခဲ့တယ်လို့မိုးစလာကထုတ်ပြန်ပါတယ်။ ကျောက်ပန်းမြို့ရဲ့အနောက်အနောက်တောင်ပံ -20 အကွာကိုဗဟိုပြုပြီးအနက်16ကီလိုမီတာအကွာကိုလှုပ်ခတ်ခဲ့တာလို့ဖော်ပြထားပါတယ်။ထိုင်းငလင်ဗဟိုဌာနရဲ့တိုင်းထွာချက်အရအဲ့ဒီငလင်ဟာပြင်ရ4.8 Richter scale ရှိပြီးအနက်10ကီလိုမီတာကိုဗဟိုပြုကလှုပ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲရွှေဘိုခရိုင်ရေဦးမြို့နယ်မှာလည်းအင်အား4.4 magnitude ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတရေးဌာန USGS မှာဖော်ပြထားပါတယ်ခင်ဗျာစစ်ကောင်စီရဲ့တင်ထားတဲ့မျိုးတွေပေးဖို့တောင်းဆိုရတဲ့ပတ်သက်လို့မဟာမိတ်တွေနဲ့လူလူရဲ့အတန်တွေကိုအလေးထားသွားမယ်လို့ PSLF TNLA တွဲဘက်အထွေထွေအတွင်းမှုနဲ့ဗိုလ်မှူးကြီးတားပန်လာကပြောပါရယ်မြတ်သက်စင်ပေးဖို့ထားပါရယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ စစ်စင်ပစစ်စင်တီးရကျွန်တော်တို့တောင်းပြင်လာကလောင်ပြင်းနဲ့လွမြောက်ရေးတပ်ဦး PSLF TNL ကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးချီနေနဲ့ဧပြီလတလတာလှုပ်ရှားမှုအခြေအနေတွေကိုမေလ၄ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။တရုတ်ကျောင်းဝင်စစ်စက်တဲ့အင်းချမ်းရေးဆွေးနွေးမှုတွေကြောင်းတင်ပြခဲ့ပြီးကုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL ထိန်းချုပ်နေမြေတွေဖြစ်တဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့မိုးမိတ်စတဲ့မြို့နယ်တွေကနေ ပလောင်ကိုဝိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်ကို TNL တပ်ဖွဲ့တွေအလုံးပြန်လည်ဆုတ်ခွာဖို့တောင်းဆိုခဲ့မှုအပေါ်မလိုက်ရောနိုင်တဲ့အတွက်ဩဂုတ်လမှာထပ်မံဆွေးနွေးသွားဖို့ရှိကြောင်းပြောဆိုခဲ့ကြပါတယ်။စစ်ကောင်စီရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး PSLF TNL တွဲဖက်အထွေထွေတွင်းရင်းမှုနှင့်ဘုံမှုကြီးတာပန်လာကတော့မဟာမိတ်တွေနဲ့လူလူရဲ့အတန်ကိုအလေးထားမယ်လို့ဆိုပါတယ်။ အာမဟုတ်ပေးနိုင်မလားဘာပေးပေးနိုင်မလားဘာလဲမျိုးတော့လောဆယ်အဲ့ဒီမျိုးမရှိသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်လည်းအတူတပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေရဲ့အတန်လဲဒါကျွန်တော်တို့ဒေသရမှာဖြစ်တယ်လို့ကျွန်တော်ဒီတပွဲအောင်မြင်အောင်တော့ဒီဒီနေမြေကနေမှဒီဆက်နာချင်းချင်းလေးအထွက်ပါတော့အောင်ဘူပေါင်းဆွေးခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်ကွနော်အဲကြောင့်လို့ဒီ ဟိုဟာပေးနိုင်မလားတရားပေးနိုင်မလားဘယ်လိုမျိုးတော့လောဆယ်မရှိသေးပါဘူးအင်အားပြင်းငလင်ကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲ့ဟာဧပြီလ၁ရက်နေ့ကစလို့တလတာခုခံကာကွယ်ခြင်းမှအပါတစ်ဖက်သက်အပြစ်ခတ်ရစေးရေးထုတ်ပြန်ခဲ့တယ်လို့ဒီလူသားစာနာထောက်ထားတဲ့ယာယီအပြစ်ရစေးရေးကိုမေလ၃၁ရက်နေ့အထိတက်တန်းထမှန်တိုးထားပါတယ် စစ်ကောင်စီကတော့အပြည့်ရဲ့ညင်ညာထားတဲ့ဧပြီလအတွင်း TNL ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပေမဲ့ TNL ဘက်ကတော့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ စီကောင်စီကလက်တော်မှာဆိုစီအလေးချောင်းဖြစ်အပ်ပြီးတော့မှပုံမတော်လောက်လာပါတယ်ကျမတို့ဒီတာမှာဆိုတဲ့ပုံချဲတာမျိုးတွေပို့လို့ပုံမလောက်လာပါတယ်ဧဘရလမှာဆိုပုံချဲအတိုက်ခိုက်မှုကအများဆုံးဆိုနောင်ချိုမဟုတ်ကပို့ပြီးတော့မှရင်ဆိုင်နေရပါတယ်လက်တော်မှာဆိုတောင်းဒီတာကိုစီကောင်စီကဆေးရီတိုးပြီးတော့မှဆေးရီ အတူလှူရှားတာမျိုးစီးမြင့်တင်တာမျိုးပြီးတော့မှလက်နဲ့ကြည့်တွေ့ပြခတ်တာမျိုးတွေကိုလှူဆောင်နေတာကိုတွေ့ရပါတယ်။အာကျမတို့ဘက်ကဘလို့ပြန်လဲတော့ပြန်ဖို့ရှိလဲဆိုတာကလက်တလုံးပါတဲ့စိတ်ကောက်စီရဲ့လှူရှားမှုကိုဆက်လက်ပြီးတော့မှစောင့်ကြည့်နေတယ်။အဲဒီဘက်မှာလည်းကျမတို့ဒီမေလကိုဒီအပြစ်မတလတာအပြစ်ရဖို့ကျမတို့အပြစ်ရထားတဲ့အတွက်ကြောင့်ဒုစိစင်ချင်းကကျမတို့ ်လှုပ်ဆောင်မှာမဟုတ်သေးတယ်လို့လက်တော်ပါစီကောင်စီရဲ့လှုပ်ရှားမှုကိုအရင်ဆောင်ကြည့်ပြီးတော့မှမိမိကိုမိမိခုခံပါကွယ်ပန်းဖို့တော့ဆောင်ရွက်မှာဖြစ်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အနေနဲ့တအန်းကိုစလေနိုင်ငံရေးအတိုင်ပင်ခံကော်မတီပုံစံမျိုးစုဖွဲ့ထားတာရှိပြီးလူလူဆိုရတဲ့ရဲ့ပေါ်ပေါက်ဖို့ကိုလည်းကြိုးပမ်းနေတယ်လို့ဘုံမူကြီးတာပန်လာကဆိုပါတယ်။ဒီကျွန်တော်တို့ဒီ2023လောက်ကနေကကန်ဆိုင်မှာဒါကျွန်တော်အားဖြစ်ဒီကနေမှာဒီ ်အဲတန်း PSF ပြန်လေပြီးတော့ RCSO ပြီးတော့တန်းဒီ2020 2015မှာနိုင်ရခဲ့တဲ့ဒီလွှတ်တော်ကိုယ်စားလှယ်နိုင်ငံပါတီစုပေါင်းမှာဒါကျွန်တော်တို့တအားပေါ်ကတန်းနိုင်ငံရေးတပ်ကံကော်မတီမှလည်းကျွန်တော်စုဖွဲ့ထားတာမျိုးရှိပါတယ်ဆိုတော့ဒီကနေ့တစ်ဆင့်မှာဒီကျွန်တော်ဒီလူထုစုကြပေါ့ပေါ့ကျွန်တော်တို့အထူးပန်းနေပါလေအပြည့်စုံမှုလည်းတတော်လေးကိုဟိုရောက်ရှိနေပြီပြောလို့ရပါတယ်တိုးတော်ညာလဲဒီစောစောတုန်းကတင်ပြခဲ့တဲ့အတိုင်းစီရီ ကနာကစေရချင်းတွေကပြင်းထန်လာတော့ဒီနေရာမှာအချက်ချင်းလည်းငယ်အောင်တဲ့ပုံပေါ်တော့နည်းနည်းအခက်အခဲရှိနေသေးတယ်။စီကတည်ငင်လာတယ်၊ဒုထုတည်းကဘိုးဘေးမှလုံခြုံလာတယ်ဆိုတော့ဒါကိုကျွန်တော်တို့အများဆုံးဆောင်ရွက်တော့ဖို့ရှိနေပါတယ်လို့ပြောကြလို့ပါခင်ဗျ။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အနေနဲ့ကတော့ငင်းချင်ရေးဆွေးနွေးမှုအတွက်နှစ်ဖက်တက်အနေနဲ့ရောက်တဲ့နေရာမှာအပြစ်ခတ်ရက်စဲဖို့နှစ်ဖက်တက်အနေနဲ့ထိုးစစ်လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးတိုက်ခိုက်မှုတွေစတဲ့စစ်ရေးလှုပ်ရှားမှုအလုံးရပ်တန့်ဖို့နှစ်ဖက်ထိန်းချုပ်နယ်မြေတွေမှာဒေသခံပြည်သူတွေကို စာဝတ်နေရေးစေဝါစတာတွေလွတ်လပ်စွာတည်ယူပို့ဆောင်နိုင်ရေးစတဲ့အချက်၃ချက်ကိုသာရက်တီတောင်းဆိုထားတာလည်းဖြစ်ပါတယ်။ကျမမြတ်သိန်းပါရှင်။ အင်အားပြင်းကလေးလောက်ခတ်ခဲ့ပြီးမြန်မာနိုင်ငံမှာဆေးအုပ်စုကလေကြောင်းတိုက်ခိုက်မှု152ကြိမ်အပါအဝင်အ ਨੇ ဆုံးတိုက်ခိုက်မှု243ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရသား200ကျော်တည်ဆုံးခဲ့တဲ့ကြောင်းကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်တက္ကသိုလ်မှုအများစုကတော့ငလင်ဘေးတင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အကြောင်းပြချက်နဲ့အပြည့်ရမယ်လို့ညင်ညာခဲ့တဲ့ဧပြီလ၂ရက်နေ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တာလို့ဆိုပါရစေ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖော်ကာတာကတော့ မြန်မာနိုင်ငံကအဆုံးမရှိတဲ့အကြမ်းဖက်မှုတွေအကြာမှတ်ချက်ပြုရမှာကမ္ဘာတဝန်းကအကြက်တဲတွေအများကြီးကြားကမြန်မာပြည်သူတွေရဲ့အသိမှတ်ခံနိုင်တဲ့ဒုက္ခတွေကိုမေ့ထားလို့မရဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကအင်အားပြင်းငလေလောက်ခတ်ခဲ့ပြီးတဲ့နောက်စစ်အုပ်စုကအပြစ်ခတ်ရစဲချောင်းနမေကန်ကြီးညာထားပေမဲ့အရသာတွေအပေါ်မညာမတအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတာကြောင့်စစ်တပ်အနေနဲ့အရသာတွေနဲ့အရသာပိုင်ပစ္စည်းတွေကိုတိုက်ခိုက်တာတွေအားလုံးကိုချက်ချင်းရပ်တန့်မှုအရေးကြီးတယ်လို့လည်းပြောကြားလိုက်ပါတယ်ခင်ဗျာ။ ငလင်လောက်ခတ်တာတလားကြော်ကြတဲ့အထိမန္တလေးမှာဖြိုချဖို့လိုတဲ့အဆောင်တွေများစွာကျန်နေသေးပြီးအိမ်ဖြိုချတဲ့ဈေးကတင်းညာနဲ့ချီရှိတာကြောင့်ခက်ခဲနေကြတယ်လို့ဒေသခံတွေကပြောတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာမြန်မာနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးမြို့မှာလူနေအိမ်ခြေ၄000နေရာပြိုကျခဲ့ပြီးနေအိမ်ပေါင်း2000ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ ်လက်ရှိချိန်ထိမန္တလေးမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေရပြီးဖြိုချဖို့လိုတဲ့အစားအုံတွေကိုလည်းအရက်ဖက်ဖွဲ့တွေနဲ့တာဝန်ရှိသူတွေစစ်ဆေးကဖြိုချတာတွေလှုပ်ဆောင်နေကြပါတယ်။နောက်ဆက်တွဲငလင်းငယ်တွေကြောင့်ငလင်းတန်းထိထားတဲ့အစားအုံတွေဒစစ်တပိုင်းပြိုချပျက်စီးတာတွေရှိနေပြီးဈေးရိတ်ကြီးတာကြောင့်မဖြိုချနိုင်သေးတဲ့အစားအုံတွေတော်တော်များများရှိနေတယ်လို့သိရပါတယ်။ ဘလို့ခက်ခဲရှိတယ်ဆိုလက်ရှိဖြစ်နေတဲ့အခက်ခဲကတော့အများကြီးပဲအဓိကဘာဖြစ်လဲဆိုတော့လက်ရှိပြိုကျသွားတဲ့အစားအုပ်တွေကိုချက်ချင်းပြန်ဖြတ်ဖို့တချို့တွေကအခုအိမ်ကပြိုသွားဆိုတော့တစ်ခါကျုပ်ကမတတ်နိုင်ဘူးလက်ရှိပေါက်သေးကအထက်ပြိုဖို့တော့ကတိတ်300ဖြစ်နေရတယ်နော်200အနည်းဆုံး200 300ဖြစ်နေတယ် တရားမှာအခုလက်ရှိမန်လေးစီမင်းတို့လက်ရှိဟိုဒါဌာနဆိုင်ရာတို့ဖူးစားပေးတယ်ဆိုတာဖြူလိုက်ဖြူပေးတယ်ကြီးမှတ်ပေးတယ်ဆိုတာမိန်းလန်းနေရာရှိရအစားအုပ်တွေပဲသူတို့ကြီးကြပ်ပြီးလာအရင်ဆုံးဦးစားပေးနေတာပေါ့နော်အဲဒါနေနောက်တော့လာမလာလာသူတို့ပဲသိမှာပေါ့နော်အဲ့ဒီတစ်ခုတော့ရှိတယ်ဗျပုံမှန်ကတော့ကျွန်တော်တို့ကပြိုကျပြီးသားဟာတွေပြန်ရှင်းလင်းမှုတော့မှလက်ရှိအခက်အခဲဖြစ်နေကြတာပေါ့ငလင်ကြီးလောက်ခတ်ခဲ့တာတလားကြော်ကြတဲ့အထိနောက်ဆက်တွဲငလင်ငယ်တွေ အကျဉ်းရရာနဲ့ချီလောက်ခတ်နေပြီးဖြိုချဖို့လိုတဲ့အဆောင်တွေအနီးမှာနေထိုင်ကြသူတွေကစိုးရိမ်စိတ်တွေနဲ့နေထိုင်နေကြရပါတယ်။နောက်ဆက်တွဲငလင်းငယ်တွေကြောင့်ပြည်သူတွေအနေနဲ့မိမိပတ်ဝန်းကျင်ဘေးနားမှာဖြိုချဖို့လိုတဲ့ NLC အဆောင်တွေအနီးမနေထိုင်သင့်ဘူးလို့လည်းအင်ဂျင်နီယာတွေကပြောပါဗျာ။အဖြစ်တွေကိုသိကြတာဒီပညာပေးဆွေးနွေးတာမျိုးတွေဖြစ်တည်နေတာပေါ့နော်အခုကအဖြစ်တွေကိုလည်းကလည်းကျွန်တော်တို့သွားစစ်တယ်နေကျွန်တော်တို့သွားစစ်ပေးနေရမှာအများစုက စိတ်မကြောက်ကြတော့ဖြစ်သွားတယ်။ကြောက်တော့ကြောက်တချို့ကကျတော့တကယ်ခံစားပြီးတော့ကြောက်တယ်ဖြစ်သွားပြီးရဲ့အိမ်လေးဆိုရင်မကြောက်ကျွန်တော်အခုမနေ့တုန်းကဆက်ခဲ့တယ်အဲ့ဒီဆိုရင်မကြောက်ကြောင်းလို့မျိုးဆန်တဲ့ကြောင်းနဲ့ကဲ့ရဲ့အိမ်ဆိုသူ့အိမ်ပြီးမှတောင်းပြီးလာထောက်တာအဲ့ဒီအိမ်မှာနေနေကြတာဗျာ။မသူ့အိမ်ကဆွေချာခိုင်မာနေတယ်မှန်တယ်ဒါပေမဲ့ဒီဟာမှသူမနေသင့်တော့ဘူးပေါ့နော်။ဒါမျိုးတွေပေါ့ကျွန်တော်ကျွန်တော်ပြောယူပါတယ်အဲ့လိုမျိုးလူတွေလည်းတွေ့ရတယ်။ဒါမျိုးတွေပေါ့သိပညာတွေကိုပေးရမှာပေါ့နော်။အနေရရှိနိုင်တဲ့အနေမရှိဘူး။ဒါမျိုးတွေကိုတိတိကျကျပေးဖို့ပေါ့။ ဒီပီပီကကောက်ယူရထားတဲ့ဆင်းတွေရအင်အားပြင်းကလင်ချောင်းမေလ၄ရက်နေ့အထိတည်ဆုံးသူ4466ယောက်ထိခိုက်ဒဏ်ရာရရှိသူ11366နဲ့အဆောင်ပေါင်း9589လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်။ငလင်တန်းချောင်းမန္တလေးမြို့မှာရဟန်းတန်ဃာတိလရှင်တွေနဲ့ဒေသခံအယက်သားတွေအပါအဝင် လူအယောက်2500ကျော်တည်ဆုံးခဲ့ပြီးမန္တလေးကျောင်းအပါအဝင် ရှေးဟောင်းအဆောင်နဲ့တာသနိကအဆောင်တွေလည်း ထောင်ချီပျက်စီးခဲ့ပါရခင်ဗျာကျွန်တော်ဇွဲသစ်ပါမကွေးတိုင်းစလင်းမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေတဲ့နေရာကိုမေလ3ရက်ည8နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံနဲ့ဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကနေသိရပါဗါးအင်အား150လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့်အခုရက်ပိုင်းမှာနေတိုင်းလို့လို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေါင်းစစ်အောင် LPDF ပြန်ကြားတဲ့တာဝန်ခံကပြောပါရယ်တိုက်ပွဲတွေဖြစ်နေတဲ့အနည်းဝင်းကျင်ရွာတွေနားကိုစစ်ကောင်စီတပ်လေကြောင်းပစ်ကူဝိုင်းထွဲလင်းနဲ့ည၈နာရီလောက်ကနေသကောင်ရံအချိန်ထိ၆ချိန်ထပ်မနေဘုံအလုံး90နီးပါးစတိုက်ကျဲသွားခဲ့တာလို့လည်းသူကပြောပါရယ်စကောင်စီတပ်ဟာတော်လိုင်းတပ်ပေါင်းစုတွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေပုဂံကျွရနဲ့ကုတ်ကိုရန်ကျွရတွေဝင်းကျင်ကိုဘုံတွေကျဲချထိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါ American သမ္မတ Donald Trump ကနာမည်ဆိုးနဲ့ကြော်ကြားတဲ့ Acre Trust ထောင်ပြန်ဖွင့်ဖို့နဲ့တိုးချဲ့ဖို့ညွှန်ကြားထားပါတယ်။ California ကမ်းခြေအနီးမှာရှိတဲ့ကျွန်းပေါ်မှာတိစောက်ထားတဲ့ Acre Trust အကျဉ်းထောင်ဟာ1963ခုနှစ်ကပိတ်ထားခဲ့တာပါ။လက်ရှိအချိန်မှာကမ္ဘာလက်ခီးတဲ့တွေလက်ပတ်ရနေရာတစ်ခုဖြစ်နေပါပြီ။ Trump ကသူပိုင်ဆိုင်တဲ့ social media True မှာ ဆိုသွမ်းပြီးအကြမ်းဖက်မှုကျူးလွန်တဲ့ရာဇဝတ်သားတွေအတွက်ထောင်ကိုပြန်ဖွင့်မယ်လို့ရေးသားထားတာပါ။အကာထရတ်ထောင်ကို ပြန်ဖွင့်တာကဥပဒေအမိန့်နဲ့တရားမျှတမှုရဲ့သင်္ကေတဖြစ်တယ်လို့လည်းဆိုပါရခင်ဗျာ။ဆလပီအားကစားတဲ့ရင်ကိုတင်ဆက်ပေးပါပါ အင်္ဂလန်နဲ့ဘိုင်ယန်မြူနစ်တိုက်စစ်မှုဟယ်ရီကိန်းဟာကစားသမားဘဝတက်တန်းတလျှောက်ပထမဆုံးစုဖလားရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်အသင်းကောင်းဆောင်ဟာဘိုင်ယန်နက်စ်ပထမဆုံးရာသီမှာစုဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့အခုနှစ်ဘောလုံးရာသီမှာတော့ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံစုကိုရယူနိုင်ခဲ့တာပါ။လက်ချန်နပွဲအလုံးမှာဒုတိယနေရာကလီဗာကူဆင်အသင်းကဖရိုင်ဘတ်နဲ့နှစ်ကိုးစီတရေကျသွားခဲ့တာကြောင့်ရှစ်မှတ်ဖြတ်နိုင်ခဲ့တဲ့ဘိုင်ယန်မြူနစ်ကချန်ပီယံဖြစ်ဖို့တေချာသွားခဲ့တာပါ။ အသက်32နှစ်အရွယ်မှာပထမဆုံးဆုဖလာကံမြောက်နိုင်တော့မယ့် Harry Kane ဟာအင်္ဂလန်အသင်းပေါ်ဟောင်း Eris Dyer နဲ့ Bayern အသင်းပေါ်တွေနဲ့အတူအောင်ပွဲခံခဲ့ပါဗျ။ Spa တိုက်စစ်မှုဟောင်း Harry Kane ဟာပထမဆုံးဆုဖလာရဖို့အတွက်15နှစ်ကြာစောင့်ဆိုင်းခဲ့ရပြီး ပွဲပေါင်း900နီးပါးကစားခဲ့ပြီးမှရယူနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ DVB ရုံမြင့်တန်ကြားရဲ့နေ့လယ်နားနာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါ။ ညနေ၄နာရီမှာလဲထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ